ဟမ်ကြည့်ပါဦးကျွဲရဲ့မစင်တွေကကြောက်ကုန်းတွေဖြစ်နေပါလားအရန်ထူးဆန်းတာပဲဘာလို့ဒီလိုဖြစ်နေရလဲအဖေကဘာလို့သူနဲ့လက်ထပ်ပေးခဲ့ရလဲငါနားမလဲတော့သူရဲ့ပြုမှုမျိုးတွေနဲ့အဖေကလက်ထပ်ဖို့သဘောတူခဲ့တယ်ငါလက်မခံနိုင်တော့သူ့ငါတို့ကဲတင်ပေးရမယ်သူ့ဘရင်ကြီးကကွမြတ်တော့မယ်တခါတော့ငါကန်တရားဉာဏ်ပညာခွန်အားဆိုရင်နတ်မင်းကြီးသုံးပါရှိပါတယ်သူတို့သုံးယောက်ကဘသူကပူတာရဲဆိုပြီးတော့ညှင်းခုန်နေကြပါတယ် ကံတရားကသူရာအသာဆုံးဆိုပြီးပြောသလိုခွားကလည်းသူအသာပူကောင်းတယ်လို့ပြောပါရယ်။ဉာဏ်ပညာလည်းသူသာအကောင်းဆုံးဆိုပြီးငင်းခုန်နေကြပါရယ်။နာမည်ကြီးသုံးပါတော့သူတို့သုံးယောက်ထဲမှာဘသူအသာဆုံးလဲဆိုတာကိုလက်တွေ့ဆန်းသက်ချင်နေကြပါရယ်။ငါတို့သုံးယောက်ထဲမှာဘသူအသာလို့နေမလဲ။ငါတို့သုံးယောက်လက်တွေ့ဆန်းကြည့်အောင်။မင်းတို့ရောဘလို့တင်လဲ။အိုးစိတ်ကူးကောင်းမယ်။ဒီတိုင်းပြောနေလို့အလုံးမဖြစ်ဘူး။လက်တွေ့ဆန်းကြည့်ကြအောင်။ငါတို့ခုလူပြေကိုသွားပြီး ဆင်းရဲသောတယောက်ကို ရှောင်းပေးပြီးစံတက်ကြည့်အောင်လာငါတို့တူတူသွားကြတော့ပေါ့ဒီလိုနဲ့ကန်ညာကလားဆိုရဲနမင်းသုံးပါးကလူပြည်ကိုဆင်းလာခဲ့ပါတယ်သူတို့သုံးယောက်ကလူပြည်ကိုဆင်းလာတော့အပင်ကြီးကိုမိကအိပ်ပျော်နေတဲ့ဆင်းရဲသောကောင်းလေးတယောက်ကိုတွေ့လိုက်ရပါတယ်သူရင်းကတတိကြီးတယောက်ရဲ့နှွားရီကို ထိန်းချောင်းနေပြီးပောက်ပြဲနေတဲ့အင်ဂျီရီကိုဝတ်ပါတယ်သူရင်းကတေးတမောအိပ်ပြီးတာနဲ့နှွားရီကိုထိန်းချောင်းလိုက်ပါတယ်မင်းမခွန်အားရဲ့တာမန်ထက် ပိုကြည့်မရသူ့ဘဝကိုဒီတက်ပိုကောင်းအောင်လုပ်နိုင်မလားငါလုံးပြမယ်မင်းတို့နေရာဆောက်ကြည့်လိုက်ပါအဲ့နောက်ခေါ်အားကချက်ချင်းပဲသူရင်ရဲ့ခန္ဓာကိုယ်လေးကိုဝင်ပို့လိုက်ပါတယ်အဲ့ချိန်မှာတော့သူရင်ကို မြန်သူရင်ကသနာချိခင်လာကြပြီးသူ့တွေအစားတောက်စရာတွေကိုပေးကြပါတယ်သူမဒါလေးလေးယူသွားပါမင်းအတွက်အစားပြေအစားဖို့ငါယူလာတယ်မင်းတမင်းစားချိန်ရောက်တိုင်းငါစီစားတောက်စရာတွေလာယူနော်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ခေါ်အားကသူရင်ကို ဒီလောက်အထိပဲကွင်ကြီးပေးနိုင်ခဲ့ပါတယ်။အဲဒီနောက်ကန်တရားနဲ့ညံပညာကဘွားခနဲပေါ်လာခဲ့ပါတယ်။မဲနောက်ထပ်ဘလူကွင်ကြီးပေးနိုင်တယ်လေ။ငါဒီလောက်အထိပဲသူ့ကွင်ကြီးပေးနိုင်တယ်။မင်းလည်းရောက်ပြီ။ကောင်းပြီ။မင်းတို့စောင့်ကြည့်လိုက်ပါ။အဲဒီနောက်ကန်တရားကသူရင်းရဲ့ခနာကိုယ်တွေကိုဝင်ပူလိုက်ပါတယ်။သူရင်းကသူ့ရဲ့ကြွေတွေကိုအစာကြွေးချိန်ရောက်တော့အမြန်သွားလိုက်ပါတယ်။သူရင်းလည်းနွားသိန်းကုတ်ကိုရောက်သွားတော့အောက်မှာအယောင်တလက်လက်နဲ့စိန်တွေပြန့်ကျင်းနေရကိုတွေ့လဲရပါတယ်။ သူရင်ကတော့ဒါရီကိုစိန်တွေလို့မတင်ပါဘူး။ဘယ်နေရာကြည့်ကြည့်စိန်တွေအများကြီးရှိနေပါတယ်။သူရင်လည်းအာအာတင်သွားပါတယ်။ဒီလိုနဲ့သူရင်လည်းတလက်လက်ထနေတဲ့အစိန်ကို ကောက်ကန်ကြည့်လိုက်ပါတယ်။အိုးကျွေးရည်ရဲ့မစင်ကဘာလို့ဒီလောက်တောက်ပါရဲကြောက်တုံးလေးတွေဖြစ်နေရလဲ။တောက်ပါလွန်းနေမျက်လုံးတော့ကျိန်းနေ။သူရင်ကစိန်မှန်းမသိတာကြောင့်တံပိုးမထားပဲကျိုးနေအခြေကတချင်းလေးဆိုရင်ထပ်သွားပါတယ်။သူရင်ကခက်လန်လန်ကိုရောက်လာတော့ခလုံးတိုက်မိသွားပါတယ်။ ဟုတ်လဲကြတော့မယ်ဒရင်ကတော့ကျွဲရီကိုထိန်ကြောင်ရင်ကန်းချီကိုရောက်သွားပြီးကြောက်တုံးကြီးပေါ်ခြိုင်ကစိန်ကိုဝိယံကတခြင်းဆိုနေပါတယ်ဒရင်ကအခုလုံလုံနေရကိုတော့ကုန်တယ်တယောက်ကတင်ဘောပေါ်နေလင်းလက်နေရဲ့အလင်းရောင်နဲ့အတူတူမြင်တွေ့သွားပါတယ်ကုန်တယ်ရလေအရင်စိတ်ဝင်စားသွားပြီးတင်ဘောကိုအဲ့ဒီနေရာကိုအမြန်သွားဖို့ပြောလိုက်ပါတယ်ငါတို့ဒီနေရာကိုအမြန်သွားကြအောင်ကောင်းပါပြီဆရာဒီလိုနဲ့ခဏကြာတော့ကုန်တယ်ကကမ်းပေါ်ကို အမြတ်တက်သွားကြည့်လိုက်တော့စင်ကိုကြိုးကြည့်ကဝိယန်ရဲ့စင်ရဲ့သားတယောက်ကိုတွေ့လိုက်ရပါတယ်။အိုးမင်းတော်ဘယ်ကရလာလဲ။ဒါကြွေးကြီးကနေဖြစ်လာတာထင်နေ။ဟွန်းမင်းမဒီလိုတောက်ပါရီဟာရှိနေသေးလား။ရှိသေးတယ်။လွန်တေးကုန်းထဲမှာအများကြီးတော့တွေ့ရတယ်။မင်းငါပတ်စံအများကြီးပြီးမင်းမင်းကောက်လိုက်ပြပါ။ကျွန်တော်တော့ပတ်စံမလို့ခြင်းမအောင်တထေးကြီးစီမှာအလုံးမလုံးရရင်ရပါပြီ။အဲဒီတထေးကြီးကအခန်းစီများတယ် ။မင်းကဒီတောက်ပါရီဟာရီရှိနေတဲ့နေရာကို လိုက်ပြပါ။မင်းငါကောင်းကောင်းထားပြပါမယ်။ငါသားတယောက်လိုတဘောထားမယ်။မင်းငါငါနေထိုင်နေတဲ့နေရာကို ခေါ်သွားမယ်။ဘလို့လဲ။မင်းတထေကြီးစီမှာအလုံးလုံးစရာမလိုတော့ဘူး။သူရင်းလည်းတဘောတူလိုက်ပါရဲ့။အဲ့နော်ဂုံတရားတထေးကို ရွှေတင်ကားရေးပြီးပြီးတော့အစိမ်တွေကိုသူရဲ့တင်ပေါ်ပေါ်တင်လိုက်ပါတယ်။သူရင်တရားစဉ်းစားမတက်အောင်ကိုဖြစ်နေရပါတယ်။လူတွေကဘာလို့ဒီကြောက်တုံးတွေကိုဂယုတဆိုင်တည့်ယူနေရလဲ ိန်လေးတွေကမြာလွန်းတာကြောင့်မြေပြင်ပေါ်ကိုပြုတ်ကျသွားပါတယ်။ဒါအမြင်တော့ကုန်တယ်ကချင်းချင်းပဲကယူဆိုင်ဖို့အော်ပြောလိုက်ပါတယ်။ကုန်တယ်ကြီးဟာစိန်တွေကိုသူ့ရဲ့တင်ပေါ်ပေါ်တင်ပေးတာနဲ့သရင်ကိုပါသူနဲ့အတူခေါ်သွားပါတယ်။အဲဒီနောက်ပိုင်းမှာတော့တထေကြီးဟာသရင်ကိုသူ့ရဲ့သားရင်တပွဲမွေးစားခဲ့ပါတယ်။သရင်ကတော့တထေသားဖြစ်လာမှဘာလို့ကိုမှလည်းမကူညီပေးပါဘူး။တထင်းကြီးကသရင်ကိုကြည့်ပြီးဘယ်ရင်သမင်းတော်နဲ့လက်ချက်ပေးဖို့တွေးလိုက်ပါတယ်။မိမ ငါတော့ဘရင်သမင်းတော်နဲ့လက်ထက်ပြီးတော့ကောင်းတာပဲယောက်ျားအဲနောက်မှာတော့တထေကြီးဇနီးမောင်နဲ့ဟာဘရင်ကြီးစီကိုအခါစားဝင်က အကျိုးကြောင့်ရှောက်ထားလိုက်ပါတယ်ဘရင်ကြီးကလည်းချမ်းသာကျေဝရဲ့တထေကြီးရဲ့သားဖြစ်တာကြောင့်သူ့ရဲ့သမင်းတော်လေးနဲ့တဝတ်သူခဲ့ပါတယ်အဲနောက်မှာတော့တထေကြီးဇနီးမောင်နဲ့လည်းအင်ကိုပြန်လာခဲ့ကြတယ်တညမှာတော့ဘရင်ကြီးရဲ့သမင်းတော်လေးဟာသူ့ရဲ့ခင်ပွန်းဖြစ်သူပြန်လာကိုစောင့်မျှော်နေပါတယ်သူကအခုထိမလာသေးပါလားစိတ်မပူပါနဲ့ မင်းသမီးလေးလာတော့မယ်ထင်ပါတယ်။မင်းသားလေးကဘီယန်ဂျီနဲ့စကားပြောနေရလားမသိပါဘူး။မင်းသမီးလေးနဲ့လက်တက်ခဲ့တဲ့သူရင်းကတော့တနေရာမှာအိပ်ပျော်နေခဲ့ပါတယ်။သူရင်းကအခုလိုအပြင်မှာအိပ်ပျော်နေရကုန်။နန်တွင်အဆောက်တွေကမြင်တွေ့ထားပါတယ်။အိုးသူသူကဘာလုပ်လဲ။တက်စီလား။မင်းယူနေလား။တရားကြည့်စမ်းမအောင်။သူကငါတို့မင်းသားပဲ။အိုးမင်းသားထပါအောင်။သူရင်းကတော့မနေ့ဆောစောဆိုရင်လေကလေးတွေနဲ့အတူကစားပါတယ်။သူရင်းကအခုလို လုံနေရမြန်တော့နန်းတရရဲမက်တွေကအံ့ဩတင်ခဲ့ရပါတယ်။မင်းသမီးလေးကတော့သူ့စီကိုပြောင်းလာတဲ့တရင်ကိုစိတ်ဆိုးနေပြီးအစီခံတွေကိုသူ့ရဲ့ခင်ပွန်းကပြမလေးလို့မိခဲ့ပါတယ်။မင်းသမီးလေးကအစီခံတယောက်ကိုသွားကြည့်ခိုင်းလိုက်တော့အစီခံကလည်းအပြင်ကိုထွက်လာလိုက်တာခလန်လန်မှအိပ်ပြောနေတဲ့မင်းသားလေးကိုမြင်လိုက်ရပါတယ်။အစီကံကလည်းချစ်ချင်းပဲမင်းသမီးလေးကိုသွားပြောပြလိုက်ပါရယ်အစီကံရဲ့စကားကိုကြားတော့မင်းသမီးလေးကအယံကိုစိတ်ဆိုးသွားခဲ့ပါရယ် ငါဖေကဘာလို့သူနဲ့လက်ထပ်ပေးခဲ့ရလဲဒီလိုအပြုမူမျိုးနဲ့သူ့ငါနဲ့တဘောတူပေးခဲ့တယ်အဲဒီနောက်ဘယင်ကြီးရဲ့သမင်းတော်လေးကသူ့ရဲ့ခမည်းတော်ကိုအကျိုးကြောင်းရှောက်ထားလိုက်တော့ဘယင်ကြီးလည်းတော်တော်ချက်သွားပါတယ်တတိကြီးရဲ့အသားဖြစ်လို့ငါလက်ခံပေးခဲ့တာသူကဒီလိုလားသမင်းတော်စိတ်မပူပါနဲ့သူ့အပြစ်ပေးရမယ်အဲဒီနောက်ဘယင်ကြီးကသူ့ရဲ့ရဲမက်တွေကိုသူရင်အကြောင်းစုံစမ်းခံလိုက်တာတတိကြီးရဲ့အသားရင်မဟုတ်ဘူးဆိုတာသိလို့ရပါတယ် ။ဘယင်ကြီးကသွားထွက်သွားပြီးသူရင်ကိုတတ်ပြစ်ဖို့အမိတ်ပေးလိုက်ပါတယ်။အဲ့ဒီတရင်ကိုကန်တရာနဲ့ခွာစွဲနတ်မင်းတွေကတည်သွားပြီးသူရင်ကိုကူညီပေးနိုင်ဖို့အတွက်ညံပညာနတ်မင်းစီအကူအညီသွားတောင်းကြပါရစေ။အိုးမင်းတို့ကဘာလို့အဲ့လိုလဲ။ဘယင်ကြီးကစည်ရသားကောင်းလေးကိုတတ်ပြစ်တော့မယ်ကူညီပေးပါအောင်။ကောင်းပြီ။မင်းတို့ညောင်းငါ့အရှင်သခင်လို့ခေါ်ကြစေ။ကောင်းပါပြီ။အဲ့နောက်တော့ညံပညာနတ်မင်းကသူရင်ကိုကူညီပေးခဲ့ပါရစေ။ သူရင်ကဉာဏ်ပညာကြောင့်သူ့ကိုယ်သူသတိထားမိသွားပြီးလုံးတန်တာရီကိုမလုပ်တော့ပေမင်းတမီလေးစီကိုအမြန်သွားတွေ့ခဲ့ပါတယ်။မင်းသားလေးဖြစ်သွားပြီဖြစ်တဲ့သူရင်ဟာဉာဏ်ပညာကြောင့်မင်းတမီလေးသဘောကျအောင်ပြောဆိုနိုင်ခဲ့ပြီးဘယင်ကြီးရဲ့ချစ်မြတ်မှုခြင်းကိုပါခင်ခဲ့ရပါတယ်။ဒါကြောင့်ဉာဏ်ပညာလေးအရေးကြီးပါရဲ့နော်။ဇန်နလီကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီရှင်။